မင်္ဂလာပါကလေးတို့ဒီချက်ကတော့ grade 6သိပ္ပံသင်ကြားပေးမယ့်ဒီချက်ချမ်းဖြစ်ပါတယ်အခန်းက10နှင့်10ဖွဲ့စည်းတိစောက်ပုံကသင်ခန်းစာ3ဆက်တစ်ခုဤဖွဲ့စည်းတိစောက်ပုံကိုတကယ်လို့လေ့လာကြရအောင်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်တကယ်လို့နေတန်းလေးတွားရအောင်ဆက်တစ်ခုရဲ့ဖွဲ့စည်းတိစောက်ပုံ အဲ့တော့ cell structure ပေါ့နော်သူကတော့ nuclear သည် cell အတွင်းရှိ မျိုးရိုးဗီဇတည်ဆောင်ထားသော အရာဖြစ်ပြီး cell ၏လုံဆောင်ချက်များကို ထိန်းချုပ်ပေးသည် cytoplasm သည်ကြောက်ကြောကဲ့သို့သော အရာဖြစ်ပြီးဓာတ်ရုဖြစ်စဉ်အများစုကိုလုံဆောင်ပေးသော အင်္ဂါနုများ ပါဝင်သည်ကဲအဲ့တော့ပုံလေးကိုကြည့်ပါ လုပ်ငန်း၁ပေးထားသောတက်ရှိဆဲပုံတစ်ခုတွင်မြည်သည့်အရာများ ပါဝင်သည် ကဲအဲ့တော့ပုံလေးကိုကြည့်ပါပုံလေးမှာကာကြီးကတော့ဒီချေတို့ဝိုင်းလေးเนาะအလဲလုံးအလဲလေးမှာရှိတယ်သူကတော့နျူကလ িয়ার ခါခွေးလေးကတော့စိုက်တိုပလာဇမ်ဒါကတော့သက်ရှိဆဲမှာရှိတဲ့အရာလေးပေါ့เนาะကဲပြီးတော့ရင်ဒီချေတို့လုပ်ငန်းနှစ်ကလေးကိုဆက်ပြီးတော့လေ့လာရအောင်ចောင်းသားအုပ်စုတအုပ်စုစီက12မျိုးရဲ့ပုံတွေကိုကြည့်ပြီးတော့တူညီတဲ့ချက်နဲ့မတူညီတဲ့ချက်ကလေးတွေကိုရေးကြရအောင်ကဲအဲ့တော့ပုံလေးကိုကြည့်ပါ ကဲပုံလေးမှာတော့ဒီချေကတရဝဆဲရဲ့အပင်ဆဲရဲ့ဆိုပြီးတော့ပေးထားတယ်။ကဲအဲ့တော့ဒီချေတို့တူညီတဲ့အချက်ရမတူညီတဲ့အချက်ကလေးကိုရေးကြမယ်နော်။ကဲအဲ့တော့ cytoplasm အဲ့တော့အင်္ဂလိပ်လိုကလည်း cytoplasm ပဲ။ပြီးရင်နောက်တစ်ခုက nuclear နော်အင်္ဂလိပ်လိုကလည်း nucleus ပြီးွားလို့ရှိရင်ဆဲအမေပါ cell membrane ဒါကတော့သရဝဆဲရောအပင်ဆဲရောတူညီတဲ့အချက်ကလေးပဲဖြစ်တယ်အပင်ဆဲမှာဆိုရင်တော့ဆဲနေရဆိုတဲ့ cell wall ရဲ့ ကလိုရိုပလတ်ဆိုတဲ့တချို့လိုအင်္ဂလိပ်လိုကလိုရိုပလတ်ပဲเนาะသူကတော့ပါဝင်တယ်အဲ့ဒါလေးကတော့တချို့လိုသဒ္ဒဝါဆဲနဲ့အပင်ဆဲတွေရဲ့တူညီတဲ့အချက်ကလေးနဲ့မတူညီတဲ့အချက်ကလေးတွေပဲဖြစ်ပါတယ်ကဲတချို့လုပ်ငန်းသုံးလေးကိုဆက်ပြီးတော့လေ့လာရအောင်ကဲတချို့ပုံလေးပေးထားတယ်နော်ပေးထားတဲ့သက်ရှိဆဲပုံကို လေ့လာပြီးတော့အညွှန်းလေးတွေကိုထည့်ကြည့်ပေးပါမြည်သည့်ဆဲအမျိုးအစားဖြစ်ပါသလဲ ဲပုံလေးကိုကြည့်ပြီးတော့လေ့လာရအောင်ကဲအဲ့တော့ဒီချက်တော့အညှိုးလေးထည့်ကြည့်အောင်ကာကြီးလေးကဘာလေးထည့်မလဲဟုတ်ပါတယ်ဆဲအမေးပါခါခွေးလေးကတော့ဒီချက်တော့စိုက်တိုပလာဇမ်ခန်းငယ်လေးကတော့နျူကလီးယက်သူကတော့ဘယ်အဆဲအမျိုးအစားဖြစ်ပါသလဲဟုတ်ပါတယ်တက်ရှိဆဲအမျိုးအစားပဲဖြစ်ပါတယ်တရဝဆဲเนาะတရဝဆဲလေးပါကဲဒါဆိုရင်ဒီချက်တော့အဓိကချက်ကလေးကိုတွားရအောင် ကဲအဲ့တော့ဆဲတစ်ခုမှာဆိုရင်အဓိက အစိပ်အပိုင်း၃ခုပါဝင်တဲ့ထိုအစိပ်အပိုင်းလေးတွေကတော့နံပါတ်၁ဆဲအမေပါဆိုရဲဆဲမမ်ဘရိတ်ဆဲကိုဖုံးကာပေးထားသောအပြင်လွှာနံပါတ်၂ကလေးကတော့ cytoplasm နော် cytoplasm လေးကတော့ဒီကျေတို့ဆဲရဲ့ကြောက်ကြောကဲ့သို့သောအရာနံပါတ်၃က nuclear nucleus ကကြတော့ဆဲအတွင်းရှိ မျိုးရိုးဗီဇသယ်ဆောင်ထားသောအရာ အဲ့တော့အပင်ဆဲမှာတော့ကလိုရိုပလတ်ဆိုတဲ့ကလိုရိုပလတ်နဲ့ဆဲနံရံဆိုတဲ့ဆဲဝေါ်များရှိပြီးတော့တရဝါဆဲမှာတော့ထိုအရာတွေမပါရှိပါဘူးကွယ်။ကဲဒါဆိုရင်တချေတို့ကအခန်းကားကိုပြန်လည်သုံးသပ်ရမယ်ဆိုလို့ရှိရင်တော့တချေတို့အနုကြည့်ကရိယာဖြင့်အသုံးပြုလေ့လာခြင်းအဲ့ဒီမှာမှတချေတို့ဆဲဆဲမှာမှတချေတို့အပင်ဆဲရဲ့တရဝါဆဲရဲ့အပင်ဆဲမှာဆိုရင်တော့ဆဲနံရံ ဆဲအမေးပါစိုက်တိုပလဇမ်ဂလူရိုပလပ်နျူကလီးယားတရဝါဆဲမှာဆိုရင်တော့တကယ်တော့ဆဲအမေးပါစိုက်တိုပလဇမ်နျူကလီးယားဟုတ်ပြီနော်ဒါလေးတွေပါပါတယ် ကဲဟုတ်ပြီဒီရှယ်ဒီနေ့တင်လိုက်တဲ့သင်ငန်းစာလေးကတော့အခန်းက10နဲ့10ဖွဲ့စည်းပုံဟာသင်ငန်းစာ3 10တခုရေဖွဲ့စည်းတိစောက်ပုံနဲ့ဒီချေကပြန်လည်သုံးသပ်ခြင်းလေးကိုပြောပြပေးလိုက်တာပဲဖြစ်ပါတယ်။ဒါလို့သမီးတို့နားလည်လိမ့်မယ်လို့ထင်ပါတယ်။လေ့ကျင့်ခန်းလေးတွေကိုလည်းဒါလို့သမီးတို့ဆက်ပြီးတော့လေ့လာကြပါ။ကဲအဲဒါဆိုရင်နောက်စာသင်ချိန်မှာဒီချေနဲ့အတူတူပြန်တွေ့မယ်နော်။